ျွန်တော်အစိုးရဖြစ်လာအောင်လေတွန်းအောင်ပေးလိုက်တာကျွန်တော်ရဲ့ဇနီးပါဟုတ်ကဲ့လောက်ဒီအတွေ့အကြုံဆိုတာလေးဒီဝေလို့ရတာမဟုတ်ဘူးပေါ့နော်အော်ဒီတင်ကိုနာဘာမှမပါဘူးဒီကိုအဆင်ပြေနေတဲ့အချိန်မှာလောက်ရှင်ကလောက်ပေါ့အာကျွန်မတက်နိုင်တဲ့ဘက်ကပိုင်ပိုးပေးပါတယ်အဲ့လိုမျိုးအနုပညာနဲ့ပတ်သက်လို့ကိုဟာမလောက်နဲ့ဒီမှာမလောက်နဲ့တခါမှမပြောဘူးပါဘူးအဲ့လိုမျိုးလေအလင်းရံကားလေးမတော်နေတော့ကွာချစ်ချင်အောင်လည်းမဆောင်နေတော့ကွာ နှလုံးသားဆိုရာကျွေတထပန်းထနူရာမေမတိယောတလာမေမတိယောတလာဆိုတာကလေကိုကဒါရီကမြန်လောင်းနိုင်လားဒါပေမဲ့ကျမကတော့ဖြစ်စီရှင်တာတော့ဖြစ်စီရှင်တယ်ဒါပေမဲ့ဝေဒနာအရပြီးအမှန်တော့လောက်ခိုင်းတာပါ အာကျွန်တော်ရဲ့ဒီဆိုင်ဝေးဝေးဖြစ်ပေါ်လာပုံပြောရမှာပေါ့နော်ကျွန်တော်တို့ကတော့ဒီပဒိန်လောက်ကကိုလောက်လာတာနှစ်ပုံး30 30ပြစ်တော့မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဒီသိသိစာဆိုင်ရှင်နာဆိုင်ကိုဖွင့်လှစ်ဖို့အတွက်ကျွန်တော်အများကြိုးစားခဲ့ရပါတယ်အခုချိန်မှာတော့ကျွန်တော်တို့ဒီသိသိစာဆိုင်ရှင်နာဆိုင်ကိုဖွင့်လိုက်နိုင်ပါပြီအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရုံကြီးကြီးနဲ့ဟိုပစ္စည်းလေးတွေကိုအနံပေးတဲ့ ကျေးဇူးရှင် customer တွေများကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။လှုပ်ဖို့ကိပေးအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်။ပဋိပက္ခလုပ်ငန်းကိုလုပ်ကရင်နဲ့ပေါ့နော်။အနုပညာလောကထဲကိုဝင်ရောက်ပြီးတော့2018 19မှာဝင်ရောက်ပြီးတော့ကျွန်တော်ရဲ့တေသန်ရှင်ဝင်းပိုင်နှံမယ်နဲ့အဲတချင်းတွေကိုလုံနေတဲ့ဆိုတော့တေသန်ရှင်ဝင်းပိုင်ဖြစ်ပါတယ်ခင်ဗျာ။ချွန်လိုက်တာမာယာရောလည်းမချွန်လိုက်တာ တော်မချွန်သူငါနေပြုသည်များနုငယ်ရရမင်းစရာသွာဟာခြင်းရထားတခြင်းနေရာတော့များတယ်တခြင်းအပုတ်တရာကြိုတာပေါ့နော်ဟုတ်ကျတခြင်းနေလေးပါတယ်ပြန်ဆိုသေးတယ်လေးကတော့နေနေလေးပါတယ်အဲ့တော့တချင်းတွေကတော့စီးကြီးခွေကတော့၃ခွေလေးခွေတော့ရှိပြီ။ channel တွေကတော့ဒီ platform ပေါ်မှာပဲကျွန်တော်တို့ YouTube တို့ပါတော့အဲ့ဒီမှာပဲသွားနေပါတယ်။ကျွန်တော်ရဲ့အောင်မြင်တဲ့တချင်းတွေလို့ပြောလိုက်ရတဲ့တချင်းတွေထဲကတော့ကြိုးစရုံနှလုံးသား DK ကို နောက်ပြန်ဆိုသေးတွေထဲကဆိုလို့ရှိရင်လည်းမနှင်းစီတေးလွန်မုံအမတ်တရားရင်ခုံချင်းတေးရေးတေးဆိုမင်းကျုံဆိုတင်းကွင်းခွင်များနာခိုရဒီတရှင်းနေလေဟိုပောက်ပါတယ်နောက်ဟိုပါဘောခေကိုရဲ့အမင်းနဲ့တိုင်ပဲလဲဥမယ်ဆိုတဲ့တရှင်းလေးလေးပောက်ပါတယ်တေးဟိုပါဘောတန်စင်မိုးတို့အဲဟိုပါဘောတေးကိုထွေးလေးတို့တေးတဟောင်တို့ရေးတဲ့တရှင်းနေလေအတိုင်းထိအလွန်တို့ဒါအားရတဲ့အားထဲမှာရှိပါတယ်ဒါကတော့ကျွန်တော်ရဲ့ ဇနီးပေါ့နော်ကျွန်တော်ဇနီးဖြစ်ပါတယ်အဲသူ့နာမည်ကဒေါ်နွဲ့နွဲ့တန်းဟုတ်ဒါကတော့ကျွန်တော်ရဲ့သမီးပေါ့သမီးသူ့နာမည်ကတီရီရှွန်လက်ဖြစ်ပါတယ်โอเคကျွန်တော်ဒီအလုပ်လုပ်တယ်ဆိုတာကတော့ဒီကျွန်တော်တို့တဝူတရားတွေလုပ်လို့မရဘူးလေကျွန်တော်တို့ဝိုင်းဝန်းပြီးတော့မိသားစုလုပ်ကြတယ်အနောက်ကျွန်တော်တို့လုပ်ငန်းလိုအပ်ချက်အရာကျွန်တော်တို့ဝန်ထမ်းတွေကျွန်တော်တို့နဲ့ကျွန်တော်တို့လုပ်ကြတာပေါ့နော်ကုမ္ပဏီပုံစံမျိုးလုပ်စားလုပ်ကြတယ် အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့တစ်ခါတစ်ခါဟိုမအားလိုက်တဲ့ဂျာတွေကအနုပညာလုပ်အလုပ်တွေသွားရမယ်ဆိုလို့ရှိရေလေအဲ့လိုမျိုးပေါ့ခဏတစ်ခုပြေးပြီးတော့သွားရတာပဲဟိုတချင်းတွေတော့အများကြီးတော့လိတ်ဆိုးလို့ကျွန်တော်တို့ကလို့မအားဘူးအဲ့ဒါကြောင့်မလို့တစ်ခါတလေလေးအနုပညာတွေကိုယ့်စီကိုငားလာလို့လိတ်မဆိုးနိုင်လားရှိရှိလို့ရှိရေလေနားလေပေးကြပါလို့ပြောချင်ပါတယ် ့အစကတည်းကဝေါ်တနာပါတာပေါ့နော်အရှင်တိုင်းဒါဒီလိုငွေတော့ရွေတော့ကကြတော့လေအတိုင်းဒါတခုကမလောက်နိုင်ခဲ့ဘူးပေါ့နော်အဖို့အဆင်ပြေလာတဲ့အချိန်ကြတော့လေဒီအနုံပညာကိုလောက်ဖို့အတွက်ကျမကိုယ်တိုင်လေးတိုက်တွန်းခဲ့ပါတယ်ဒီဟာကိုပြီးတော့ဒီဖုန်းအားတွေဓာတ်ရှိရရှိတာပေါ့ပြီးလို့ရှိရင်ဒီစင်ချွေးယတနာနဲ့ပတ်သက်လို့ရှိရင်လေအလောက်ကိုက်စားဟို သူတချင်းတော့ဆိုမျိုးဆိုလို့ရှိရင်လေကျမကပဲနောက်ပါကျမကိုတိုင်ပဲဦးစီးပြီးတော့ကြံနေခဲ့ပါတယ်အပြင်လိုအပ်တာလေးတွေကျမကအကုန်လုံးမှာကြောတယ်ပြီးလို့ရှိရင်တချင်းတော့ဆိုမေးပါ냐ဆိုရင်လေအဝေးကြီးတော့ကျမကမတော်ခိုင်းပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒီစိုက်မချတာတမျိုးပေါ့နော်ပြီးလို့ရှိရင်ဒီလောင်းငန်းမှာကိုတယောက်ထွေးမနိုင်တဲ့ဟာတွေကတမျိုးအဲ့လိုမျိုးရှိနေတော့ အဲ့လိုမျိုးငှောတာတို့ဘာလို့ဆိုလဲကျွန်မစိုက်မချလို့မလိုက်ခိုင်းပါဘူးပြီးလို့ရှိရင်ဒီအလောက်ထိမှကြာတော့ကိုတယောက်ထွေးလေးမနိုင်ဘူးတော့ဝိုးဝေးလန်လန်တော့မတော်ခိုင်းပါဘူးဒီနင်းနင်းနော်နော်ဆိုရင်တော့အဲ့လိုမျိုးခဏတစ်ဖြောက်တော့တော့ခိုင်းပါတယ်ကြံတဲ့အချိန်လေးမှာကြာလို့ရှိရင်မရှိတဲ့အချိန်မှာကျွန်မကပဲအကုန်လုံးလိုက်ပြီးတော့ဦးစီဘီသူကတော့ထုတ်ပေးတာပေါ့နော်ကျွန်တော်မရှိတဲ့အချိန်လေးလေကျွန်တော်အစိုးရဖြစ်လာအောင်လေတွန်းအောင်ပေးလိုက်တာကျွန်တော်ရဲ့ဇနီးပါအရန်ဝတနာပါတော့ဒီဟာဟိုပါလေဘယ်လိုပြောမလဲ ပိတ်ဆံရှိတိုင်းလေးလုံးလို့မရဘူးလေပြီးရအတန်ပါဝါပါညာပေါ့အဲ့ဒါလေးလေးအဲကောင်းဖို့လိုသေးတယ်ပြီးလို့ရှိရင် तू ကအရင်လောက်ရှင်လေး तू မှာပိုးအနုပညာပိုးရှိတယ်ပေါ့နော်အဲ့ဒီခါကျလို့ရှိရင်ဒီပိုက်ဆံနေနေအေးရှိလာတဲ့ခါကျတော့လေဟောလောက်ဒီအတွေ့အကြုံဆိုတာလေဒီဝေလို့ရတာမဟုတ်ဘူးပေါ့နော်အော်ဒီတင်ကိုနာဘာမှမပါဘူးဒီ ကိုအဆင်ပြေနေတဲ့အချိန်မှာလောက်ရှိတာလောက်ပေါ့အာကျွန်မတက်နိုင်တဲ့ဖက်ကပိုင်ပိုးပေးပါတယ်အဲ့လိုမျိုးအနုပညာနဲ့ပတ်သက်လို့ဟိုဟာမလောက်နဲ့ဒီမှာမလောက်နဲ့တဖာမှမပြောဘူးပါဘူးအဲ့လိုမျိုးလေချိုးပြီလေတရှင်ပုတ်ဝေတွေကတရားကြော်သွားပြီတို့တို့ကိုများတယ် YouTube မှာကျွန်တော်ဆိုပြီးသားတရှင်တွေအကုန်လုံးတင်ထားပါတယ်ဒေသရှင်ဝင်ပိုင်ဝဲပိုင် option ကိုဝင်လိုက်လို့ရှိရင် YouTube မှာတရှင်တွေအများကြီးတွေ့ရမှာပါ YouTube ထဲမှာလည်းတရှင်တွေကိုဝင်ရောက်ပြီးတော့အားပေးကြပါဦးလို့ပြောချင်ပါတယ်ဘဝ Na bawa kita na koya Yo le အာသူများဟွာ35နှစ်ရှိပါပြီအာတီဗီရှင်လေအာစီးပွားရေးပို့ပြီးတော့စိတ်ဝင်စားတယ်ဒါပေမဲ့တခြင်းဆိုရတော့ဝါသနာပါတယ်သူကတော့နည်းနည်းအွေဟွာပေါ့72နှစ်72နှစ်72နှစ်ကတော့တခြင်းဆိုရတယ် ကျွန်တော်နဲ့လည်းလိုက်ပြီးတရှင်းဆိုဘူးတယ်ဒါပေမဲ့သူနောက်ပိုင်းတော့သူမဆိုဖြစ်ဘူးအခုကြောင်းတစ်ပိုင်းနဲ့ဆိုတော့လေအဲမဆိုဖြစ်တာလေနေနေတော့ကြာဒါပေမဲ့သူလှုပ်ချင်တဲ့ဆန္ဒတည်းရှိတဲ့ချိန်တော့ကျွန်တော်တို့ခုလွတ်ပါတယ်နားလည်းပေးပါတယ်စီးပွားရေးလုပ်ရင်းနဲ့တရှင်းအလုပ်ပြန်လှုပ်ချင်တယ်ဆိုလို့ရှိလှုပ်ပါလို့အားပေးပါတယ်ကျွန်တော်ပြောမယ်ဒီဒီဟာတွေဖြစ်လာဖို့အတွက်လေကျမကိုယ်တိုင်ကလည်းအများကြီးကြိုးစားပြီးတော့ခံစားရတယ် ပြီးဒီဟိုဟာပေါ့ဘယ်လိုပြောမလဲဒီရွှေဆိုင်ပွင့်နေဆိုကြရအစကလေးကကျမတို့ကရင်းမချဲတွေရှိပြီးတော့ကုတ်ပလိုင်းနဲ့ပေါ့အဲ့လိုမျိုးရင်းမချဲနဲ့တော့ကြာတာပေါ့နော်အဲ့လိုမျိုးတော့ကြာတဲ့ခါကျလို့ရှိရင်ကိုယ်လောက်ရှင်တဲ့ပန်းတိုင်ကိုရောက်ဖို့တဲ့အများကြီးခွန်ရောက်ဆက်ရပါရဲ့ဟာဟိုဒီကျမတို့စီမှာဖုန်းကျမတို့ကပဒိန်လောက်တာဆိုတော့ customer တွေလေးကျမတို့စီမှာရုံရုံချီချီနဲ့လေးအများကြီးအားလို့ရပါတယ်ပြီးလို့ရှိရင်ကျမကိုယ်တည်းကလည်းအထီးတွေကိုအဲ့လိုမျိုး marketing ဆင်းပြီးတော့အဲ့လိုမျိုးလောက်ပါတယ် ိုက်ခါကျတဲ့ခါတွေရောရှိပါတယ်ပရက်ရှာတွေအများကြီးရှိပါတယ်ဟောက်အဲ့လိုမျိုးရဲချင်းတွေအတိအကျနဲ့အဲ့လိုမျိုးခါကြလို့ရှိရင်ပို့ပြီးတော့ဖျော်တယ်များပါတယ်ပြီးတစ်ခါတစ်ခါဒီဇိုင်းပိုင်းဒီဇိုင်းတွေမပေးပေးနေလေးအဲ့လိုမျိုးအဲ့တဲ့လူအဲမိုက်ဆွေတွေလေးရှိတာပေါ့နော်ကစတမာတွေလေးရှိအဲ့ခါကျရင်ပို့ပို့တိုင်းကဒီဇိုင်းပိုင်းတွေပါ creation ပြန်လုပ်ပေးရတဲ့ပိုင်းတွေလေးရှိပါတယ်ဟောအရေးကြီးတာပေါ့အဲကျွန်တော်တို့သားသမီးတွေဆိုတာလေးဒါကိုယ့်ရဲ့ဟိုပါပေါ့ ကျွန်တော်တို့ရဲ့အမွေတွေကိုဆက်ခံပြီးတော့တို့ရဲ့ကျွန်တော်တို့ရဲ့လို့သူဆောင်ထားတဲ့ဟာလေးတွေကိုထိမ့်သိမ့်ဖို့အတွက်တို့တို့မှာတာဝန်ရှိတယ်လေ။ဒါကြောင့်မလို့တို့တို့ဝယ်တဲ့ဓာလေးတွေကိုလောက်တဲ့ကန်တဲ့အောင်ကျွန်တော်မှာတင်ပေးရအောင်မယ်။နော်သူတို့ရဲ့ဘယ်လိုပြောမလဲ။ဟိုနောက်တစ်ချိန်ကြည်လာတဲ့ချိန်မှာဒီမိဖတွေရဲ့အမွေမိဖတွေရဲ့ပညာကျွန်တော်လက်မှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီဟာလောက်တယ်ဆိုတော့ဒီပညာဘယ်လောက်ထိလဲလာအောင်ကောင်းမလဲ။ဘယ်လောက်ထိလဲလာနိုင်မလဲဆိုတော့တို့ဘုံမှာမူတည်တယ်နော်။အဲကြည်လာလို့ရှိရင်တို့ ရဲ့ရွေးချယ်မှုပုံမှာပဲမူတည်တာပေါ့နော်။အော်ဒီလိုပဲပေါ့ကျွန်တော်တို့အဲလူတိုင်းကတော့အမှားနဲ့မကင်းဘူး။ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့အလုပ်ကတော့ကျွန်တော်တို့တော်တော်ကြိုးစားပြီးလုပ်တယ်။ဟိုအချိန်အတိအကျလုပ်တယ်။အလုပ်ပုံမှာတစ္ဆာသမားတွေထားပြီးတော့လုပ်တယ်။ဟိုအဲ့ဒါကြောင့်မလို့ကျွန်တော်ဟိန်းတစ္ဆာဆိုတာကိုကျွန်တော်ကဟိုဒါဟိန်းဆိုတာကတော့ကျွန်တော်သားကြီးရဲ့သားကဟိုဘန်ကောက်မှာကြောင်းတင်နေတယ်။အဲ အဲ့ဘာကတော့ကြောင်းလေးနဲ့သူကဟိုင်းဆိုတော့ဒါကြီးနံမျိုးတလုံးယူလိုက်တယ်တစ္ဆာဆိုတော့ကျွန်တော်တို့ကတစ္ဆာကိုဘလို့ဘာကြောင့်ယူလိုက်လဲဆိုတော့တစ္ဆာရှိရမယ်တမာတိရှိရမယ်နော်ဂတိတစ္ဆာရှိရမယ်ယုံကြည်စိတ်ချရတဲ့ဟိုကလုပ်ငန်းရှင်တယောက်ဖြစ်ရမယ်ဆိုတဲ့အားနဲ့ကျွန်တော်ဒီဖိန်တစ္ဆာဆိုတဲ့နံမျိုးကိုကျွန်တော်ကရေးပြီးထည့်ထားတာရှိတယ်သရှင်အစ်တစ်ရှိတယ်သရှင်အစ်တစ်ထွက်ဖို့ခုနှစ်ပုတ်လောက်ရှိသေးတယ်ကျွန်တော်ဆိုဖို့မအားသေးလို့ကျွန်တော်ဒီကိစ္စတွေပြီးမှဖြည်းဖြည်းချင်းအတန်သွင်းပြီးတော့မှအာ ထုတ်လိုက်ပါမယ်လို့ YouTube မှာလည်းတင်ပေးပါမယ်လို့ထွက်လာလို့ရှိရင်လည်းအားပေးပါအောင်လို့ပြောချင်ပါလေ။ဒီကနေ့လာလမ်းကြောင်းဆိုတာကလေကိုကဒါကမိရန်တော့မှန်လားဒါပေမဲ့ကျမကတော့ဖြစ်စီရှင်တာတော့ဖြစ်စီရှင်တယ်ဒါပေမဲ့ဝေဒနာအရပြီးအမှန်တော့လောက်ခိုင်းတာပါအမှန်တော့ကျွန်တော်ရဲ့ဒီဝင်းပိုင်လို့ဖြစ်လာဖို့တွေကသူကတွန်းအောင်ပေးတာဒါပေမဲ့သူကဘာပြောလဲဆိုတော့ကျမယောက်ျားနိုင်မကြီးသွားရေနိုင်ငံကျော်သွားရေဘယ်လိုလုပ်မလဲဘူး ဘယ်လိုပြောလိုက်တာလဲလို့ကျွန်တော်တို့အနုပညာသားတွေကနိုင်မကြီးခြင်းနဲ့နိုင်ငံကြိုးခြင်းနဲ့နော်အဲ့လိုဖြစ်ခြင်းလားဒါပေမဲ့ तू ကဘာကြောင့်အဲ့လိုပြောလဲဆိုတော့ပွေးတွေပါတယ်နိုင်မကြီးသွားလို့ပွေးတွေပါနိုင်ငှားတယ်ဘယ်လိုမျိုးပွေးတွေပါလိမ့်ဆိုရတယ်ဒီလောက်ကိုဘယ်သူလုံးမလဲငါတယောက်တည်းမလုံးနိုင်ဘူးအဲ့ဒါသူ့မှာအဲ့လိုဆိုရင်စိတ်တွေရှိတယ်အဲ့လိုပြောဘူးတယ် ုံးပညာဆိုတာကတော့ဒီကအများကြီးကြိုးစားရအောင်လုပ်ရအောင်အဲ့ဆိုအတေးကကတော့ငုံပညာလောက်တော့ဒီဘက်ကပျော်ပြီးလောက်ခဏညာပါအဲ့လောက်ရင်းလောက်ရင်းနဲ့ရလို့မရဘူးအတောင်ဆုံးမိအချင်းငယ်ကလေးတွေဝင်းဟင်မဝင်းလေအောင်ပေါ်တင်လို့ရတော့တော့တော့လို့လီ ကုန်ပါတယ်ဟိုတို့ကပိတ်ဆံတွေကတော့တန်ဖို့ရှိတယ်လေကိုကကြာတော့တန်ဖို့ကတိုင်းမရှိတော့ဘူးပိတ်ဆံတွေအများကြီးကြိုးစားခဲ့ရပါတယ်ဟောကျွန်တော်ရဲ့ဒီဟိန္ဒီစာစပ်ပရိရွှေဆိုင်တဲ့စပ်ပရိလုပ်ငန်းကတော့လုပ်ငန်းကတတ်တတ်ရှိတယ်ဘောဟိုဘက်နေတော်ဝင်လမ်းမှာဒါကတော့အိမ်နံပါတ်104မြင်းကြီးထက်ယူဇနာအိမ်ဟာရေဒါရှီလမ်းသေးရေဒါရှီရက်ကွဲဘန်းမျိုးနဲ့ရန်ကုန်မှာဖြစ်ပါတယ်ကျွန်တော်စီကိုလာဝင်မလို့ရှိရလေဒါအယိုးတဲ့တက်တက်တာတာနဲ့ကျွန်တော်တို့ရောင်းပေးမယ် ကျွန်တော်စီကိုဖုံးဆက်ပြီးတော့မှာယူခြင်းလေဆိုလို့ရှိရင်လေ3999 3999ကိုဆက်သွယ်ပြီးတော့လေကျွန်တော်တို့ကိုပစ္စည်းတွေ order line အလုပ်ရတယ်ဝေကြီးလို့ရပါတယ်